အခုပေါ့နော်ဖြစ်ပွားခဲ့တဲ့ဒီအရေးခဲမှာပေါ့နော်ညနာသူတွေကဘသူတွေဖြစ်ခဲ့ရလဲဘာကြောင့်ဒီလိုမျိုးတွေဖြစ်ခဲ့ရလဲပေါ့နော်ခုနကဒေါက်တာပြောခဲ့တဲ့လိုဒီပုံကိုယ်ဆွဲကိုအရေးပေးနေမှုနဲ့ရောဒါတွေကတက်ဆိုင်နေသလားဆိုတာသိချင်ပါတယ်ဒေါက်တာအဲအဲ့ဒါဆိုင်နာပေါ့နော်အဲ့တော့အဓိကညနာသူကတော့ဟိုပါပေါ့ပြည်သူအများစုပေါ့အများစုညနာတော့ပေါ့အဲဘာဖြစ်လို့ အဲ့နင့်နာတဲ့လို့ပြောရရင် तू อ่ะ तू อ่ะဒီရလားဘလို့ပဲ तू อ่ะအာနာထိမ့်ထိမ့်ပေါ့နော် तू อ่ะသူ့မှာဒီစီမီဥပဒေကဖွဲ့စည်းဥပဒေချခံဥပဒေတွေကတွားတာဆိုတော့စီမီဥပဒေတွေရှိတယ်နော် तू อ่ะပြောလို့ဟလာတနှစ်ပေါ့နော်နောက်6လ6လပေါ့အဲ့ပုံမှန်တော့ तू อ่ะနှစ်နှစ်ပြန်ဒီကာလအတော်တင်းမှာ तू อ่ะမဖြစ်မနေဆိုရုပ်ောက်ပဲလုပ်ပြန်မှာအခုအဲ့ဒါကြီးကိုဒီပြိပကကြီးကြီးသွားတဲ့အခါကျတော့ ဟာပေါ့ပြောရရင်တော့စစ်ပွဲပုံစံပေါ့နော်လက်နက်ကင်ဆန့်ကျင်မှုပုံစံဖြစ်သွားတဲ့အခါကျတော့ဒါတွေကိုနှိမ်နှင်းနေရတာနဲ့ဟိုရုပ်ောက်ပွဲကအခုကြမှာပဲရောက်လာတော့တာနော်အဲ့တော့၅နှစ်လောက်ကြာပါတယ်အဲ့တော့ပြောရမယ်ဆိုပြည်သူတွေက၃နှစ်လောက်နေတာတော်တော်နေတာလားအဲ့တော့ဒါကပုဂ္ဂိုလ်ကြီးကုကွယ်မှုနဲ့ဆိုင်သလားလို့မေးအဆိုင်တာပေါ့နော်ဆိုင်တာပေါ့ဘာဖြစ်လို့ဆိုင်သလဲလို့ပြောရလဲဆိုလို့ရှိရင်လူတွေက ဟလာဟိုပါဘောနော်ဒါဒေါအောင်ဆန်းစုကြည်လာဟိုဒီထိန်းသိမ်းထားတာလည်းပတ်သက်ပြီးတော့ပေါ့နော်ဟလာဟိုအများစုအမြင်မှာတော့ဟလာအမေစုဟလာဘာလုပ်တယ်ညာလုပ်တယ်မခံရနဲ့နော်ပြီးတော့ဟိုသူကနေပြီးတော့ဘာလဲဟိုဟလာရေးထားတယ်လို့လို့မှားတယ်လို့လို့ပေါ့နော်ဟိုဥဝင်ထရင်စာနော်ဟိုမရှင်းမရှင်းနဲ့ပေါ့နော်ဟိုဆိုတဲ့အခါကျတော့ဒူရီကအမေစုဟိုဖြစ်သလားဆိုပြီးတော့တခါတည်း အားလုံးကအညာဒေသမှာအကုန်လုံးကသူ့ကိုခုနဟာလာကြည်ညိုနေစားတဲ့လူတွေပေါ့နော်ဒီလူတွေကနေပြီးတော့လာခဲ့ကြတာနော်အဲအဲ့လူလူတွေကလုတ်ခဲ့တဲ့အခါကျတော့နော်အများအဝါပေါ့ဒီအဓိကနှစ်နာသူတွေကပြည်သူတွေဖြစ်တယ်ပြီးတော့တကယ်တော့စီမီးဥပဒေရဘလောက်ဘလောက်ဆက်ဆိုရင်သွားမယ်ဆိုတာကိုစတိထားတဲ့တာနဲ့ပေါ့နော်လှုပ်ဆော်တဲ့လူတွေကဒါကိုလစ်လူရှုထားပြီးတော့ပုံကိုရေးတိုင်းဆွဲခေါ်တဲ့အခါကျတော့ဒါကြောင့်မလို့ မလိုလားဖြစ်နေပြည်သူတွေခံစားရတယ်လို့ဦးအဲ့လိုမြင်ဟုတ်ကဲ့အခုလိုဖြစ်ပြီးတော့တောင်းတအောင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့